Hello အားလုံးပဲမင်္ဂလာပါဒီခေါက်ဗီဒီယိုလေးကိုတင်ဆက်ဖို့အရင်ရင်ကုန်စိတ်လှုပ်ရှားနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်အရှိမ e-adjective တွေအများကြီးလေ့လာပြီးသွားပြီပေါ့နော်ဒီတစ်ခေါက်ကကျတော့ na adjective တွေကိုလေ့လာမှာဖြစ်ပါတယ် na adjective စကားလုံးလေးတွေကကြည့်ရခက်တယ်မှတ်ရခက်တယ်ဒါပေမဲ့နေ့စဉ်ဘဝမှာဆိုလို့ရှင်တော်တော်လေးကိုတုံးနေပေါ့နော်အဲ့တော့ဒီဗီဒီယို ထပ်ခါထပ်ခါကြည့်မယ်ဆိုလို့ရှိရင် N5 N4 N3 N2 N1 ထိပေါ့နော်တကယ်ဂျပန်မှာအလုပ်လုပ်တဲ့အထိဂျပန်မှာအဲလာပြီးတော့ပေါ့နော်နေထိုင်မယ်ဆိုလို့ရှိရင်လည်းအရင်အတော်ဝင်မယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ထပ်ခါထပ်ခါနားထောင်ပေးပါနော်အဲ့တော့ကျွန်တော် N5 လောက်ခေတ်ရပေါ့နော်မှတ်လာတဲ့ adjective တွေရှိတဲ့ ရင်တော့ဆိုလို့ရှိရင် e adjective နဲ့ adjective ဆိုပြီးတော့ခွဲပြီးတော့ချက်ခဲ့ရပါတော့။အဲ့ဒီထဲမှာမမ e adjective လေးတွေအောင်မှာဒါကားကြီးတို့ရာဆူကြီးတို့စသဖြင့်ပေါ့နော်။သူကမှတ်ရလွယ်တယ်။နောက် adjective လေးတွေကနည်းနည်းမှတ်ရခက်တယ်ပေါ့နော်။များသောဖြစ်သောခန်းကြီးလေးတွေနဲ့တွဲတွဲပြီးတော့မှတ်ရတာမျိုးဖြစ်တယ်ပေါ့နော်။ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့အဲ ရှင်ဆက်ချင်တာဆိုလို့ရှင်ရှင်ဆက်ချင်တာအဲသဘောကောင်းတော့ချင်တာတတ်တော့ဆိုရဲနာအက်ဂျစ်တစ်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာသူကနည်းနည်းလေးပို့ပြီးတော့အီအက်ဂျစ်တစ်ဆက်စားလို့ရှင်စလုံးကြီးပို့ပြီးတော့များရတယ်ပေါ့နော်အဲ့ဒါကြောင့်ခန်းကြီးနဲ့လည်းတွဲပြီးမှတ်ရတော့မှတ်ရခက်တယ်ပေါ့နော်အဲ့တော့အမှတ်ရခက်တဲ့စကားလုံးလေးကိုဒီဘောဒီဗီဒီယိုလေးကိုထပ်ခါထပ်ခါကြည့်ပြီးတော့တူတူမှတ်ရအောင်နော်အဲ့တော့ unfight တော့ကျွန်တော်တို့ဘလို့နာအက်ဂျစ်တစ်မျိုးလေးတွေးခဲ့လဲဆိုလို့ရှင်ရင်ဥပမာခီဒဲအီနာဆိုလို့ရှင်ရောခီဒဲအီနာလှပတော့ဆိုရဲစကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဟို အစပြောခဲ့တယ်လို့ပဲနာအကျစ်တွေကခန်းကြီးလေးတွေပါမျက်လုံးထဲမှာမြင်နေအောင်မှတ်မိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ခန်းကြီးလေးပါတူတူတွဲပြီးတော့ကြည့်ပေးပါရှင်ဆက်ဆနာကျင်နာတတော်သဘောကောင်းတော့ခရေနာအလှပတော့ဆိုရယ်စကလုံးလေးရှိမယ်ပြီးလို့ရှင်ကျွန်တော်မှာအန်ဇန်နာဆိုရယ်အန်ဇန်အန်ဇန်နာအန်ဇန်နာဆိုလို့ရှင်အန်ဇန်ဆိုတာ safe ဖြစ်တာပါ safe ဖြစ်တာအနေရကင်းတော့ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့ဒါနဲ့နည်းနည်းလေးနှီးဆက်တဲ့ဒီလိုမျိုးပေါ့နော်အန်ရှင်နာဆိုလို့ရှင်အန်ရှင် နာအန်ရှင်နာဆိုလို့ရှင်ကကြတော့သူကစိတ်အေးရတော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့အန်ရှင်အန်ဇန်အဲ့တော့အန်ဇန် safe ဖြစ်တဲ့အန်ရှင်စိတ်အေးရတယ်တွေ့ဆန့်ကျင်ဘတ်ဆိုလို့ရှင်ဒီလိုမျိုးပေါ့နော်ရှင်ပိုင်းနာစိတ်ပူရတော့ဆိုရယ်နာအက်ဂျစ်တစ်မျိုးလေးရှိတယ်ပေါ့နော်ဒီမှာကျွန်တော်ကတမင်ပေါ့နော်ဒီလိုမျိုးခန်းကြီးနှလုံးပါတယ်နာအက်ဂျစ်တစ်လေးတွေကိုရေးနေတာဖြစ်ပါတယ်အဲ့တော့ခန်းကြီးလေးပါတူတူမှတ်ပေးနော်ပြီးရင်ခန်တန်နာခန်တန်နာဆိုလို့ရှင်ဒါ ဟုတ်ပါတယ်ခန္တန်နာဆိုတာက လွယ်ကူသောဆိုရယ်နာအကြည်လေးဖြစ်ပါတယ်ပြီးကျွန်တော်မှလည်းမျိုးပေါ့နော်ခါနိုနာခါနိုနာဆိုတာက possible ဖြစ်နိုင်ခြေရှိသောဆိုရယ်နာအကြည်လေးဖြစ်တယ်ပေါ့နော်ဒါမျိုးလေးလည်းရှိတယ်ဤဂိုင်းနာဤဂိုင်းနာဒါလေးသိရဆိုရင်အရင်ကတော့ပါတယ်ဤဂိုင်းနာဤဂိုင်းနာဆိုတာကမထင်မှတ်ထားသောဆိုရယ်အတိတ်ပဲမျိုးပေါ့နော်ကိုတွေးထားတာရဲ့စန့်ကျင်ဘက်ဖြစ်နေရဲ့ကိုတွေးထားတာရဲ့အပြင်ဘက်ဖြစ်နေရဲ့ဆိုရယ်အတိတ်ပဲလေးဖြစ်တယ်ဤဂိုင်းနာမထင်မှတ်ထားသောအဲ ကိုတွေးထားရတယ်မတူတော့ဆိုရဲနာအကြည့်လေးဖြစ်တယ်ပေါ့နော်ဒါမျိုးလေးရှိမယ်ခခုจิตစနခခုจิตစနဆိုတာကလုံးဝကိုတေချာတော့ဆိုရဲစကားလုံးလေးဖြစ်ပါတယ်တရှိကဆိုရဲစကားလုံးလေးပေါ့နော်အရှိဟာလေးကတရှိကနိအဲတရှိကနိအတေချာပေါ့ဆိုရဲစကားလုံးလေးဖြစ်တဲ့အတွက်ခခုจิตစနအဲ့လိုကျွန်တော်ဒီလိုမျိုးခခုနင်းတို့ဘာမှလည်းတွေ့ရရလေနော်အဲ့တော့ခခုจิตစနတေချာတော့ဆိုရဲစကားလုံးလေးဖြစ်တယ်ပြီးရင်ခိခန္နခိခန္နခိခန္နဆိုတာက အနေရများသောဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ eat adjective ရှိတယ် not adjective ရှိတယ်မှတ်ရတာတော့စလုံးကြီးကတော့များတာပေါ့နော်ဒါပေမဲ့ဥမာခိခန်းနာဆိုနောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုတော့ not adjective နဲ့ဟို eat adjective နဲ့ပြောချင်းအာဘူးနိုင်ဆိုပြီးပြောလို့ရတယ်လीနော်အဲ့တော့ သူတို့ရတောက်လျှောက်မတူနေရတော့မဟုတ်ဘူးတူတယ်အပေါ်မှာဆိုလို့ရှင်လဲဒီမှာရှင်းဆက်ဆုတ်ဆိုလို့ရှင်ကျင်နာတက်တဲ့သဘောကောင်းနေဆို EAGTIN နဲ့ပြောချင်တယ်ဆိုရင်ကျွန်တော်တို့မှလိုမျိုးရာစားရှိဆိုရယ်စကလုံးကရှိနေရအောင်เนาะအဲ့တော့အဲအများကြီးမတွေးနဲ့သူ့အတူကောင်းနေမှာနည်းနည်းချင်းစီပေါ့เนาะပိုင်းလေးခွဲပြီးတော့မှတ်လို့ရှင်အများကြီးမှတ်မိသွားလိမ့်မယ်အဲ့တော့ဆယ်လုံးရှိသွားပြီဆိုပြန်ပြီးပြောကြည့်အောင်ရှင်းဆက်ကျင်နာအဲကျင်နာတက်တဲ့ခိတိန်နာလှပတော့အန်ဇန်နာ safe ဖြစ်တဲ့အန်ရှင်ကကြတော့ အဲစိတ်အေးရတယ်ရှင်းပိုင်းစိတ်ပူရတယ်စိတ်ပူတော့ခန္တနာလွယ်ကူတော့ခါနိုနာ possible ဖြစ်နိုင်ခြင်းရှိတော့ဤခိုင်းနာမထင်မှတ်တော့ခါခုချစ်စနာတိကြတော့ခိခန္နာကကြတော့အနေရများတော့ဆွဲစကလုံးလေးဖြစ်ပါတယ်ပြီးလိုမျိုးခန်းခိုးနာဆိုလို့ရှင်လည်းဒါကျမ်းမာရေးကောင်းတော့ဆွဲစကလုံးလေးရှိမယ်နောက်တစ်ခုပေါ့နော်တတကြွကြွဖြစ်နေတဲ့ဂန်းခီနာကျမ်းမာတော့တက်ကြွတော့ဆွဲစကလုံးလေးရှိမယ်ခိုးကာနာဆိုတဲ့ဘောကမျိုးလေးရှိမယ်ခိုးကာနာဒါလည်းနည်းနည်းလေးရောလေပဲမြင်တယ်ဒါပေမဲ့ သူကအဲ့လိုမျိုးပေါ့နော်တံပိုးရှိတယ်အဲဘယ်လိုပြောရမလဲအနောက်ကခလီကကြတော့ကျွန်တော်တို့ဒီလိုမျိုးခခခုလိုပါတော့မှာပါတယ်ခခခုဆိုတာကကုန်စည်းနှုန်းပေါ့နော် price ဖြစ်တဲ့အတွက်အဲ့တော့ခိုးကနာဆိုလို့ရှင်သူကတံပိုးရှိတယ်ပေါ့နော်တံပိုးရှိတယ်ဈေးကြီးတော့ဆိုရယ်စကားလုံးလေးဖြစ်တယ်ပြီးရင်ကျွန်တော်တို့မှာဒီလိုမျိုးစိုင်းခိုးနာအကောင်းဆုံးဖြစ်တော့ဆိုရယ်စကားလုံးလေးရှိတယ်စိုင်းအခုနာသူရဲ့စံချင်ပတ်စိုင်းအခုဆိုလို့ရှင်လုံးဝဆိုးရွားတော့ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်ဆိုးရွားတော့ဆိုတာအဆိုးဆုံးဖြစ်တော့ဆိုရယ်စိုင်းအခုပေါ့နော်စိုင်းအခုနာ ဆိုရဲနာအကြစ်တဲ့မျိုးလေးရှိမယ်ပြီးလို့ရှိရင်ဥမာ side out ခွက်များသောဖြင့်အဲ့လိုအာလောက်ရက်ဒီဘာတွေကိုတုံးတာမျိုးတော်များရယ်ပေါ့နော် side day နာ side day ဆိုလဲအဲ့လိုပဲပေါ့နော်လုံအောင်ဆိုးရွားတော့ဆိုရဲစကလုံးလေးဖြစ်တယ်အတိတ်ပြရတော့အဲ့ side out ခွက်နဲ့ side day เนี่ยနည်းနည်းလေးတူတယ်ပေါ့နော်လောက်ရက်ဒီအတွက်တုံးတာများတယ်ပြီးလို့ရှိရင်စိတ်မကောင်းမှုဆိုလို့ရှိရင်ကျွန်တော်တို့မှာဇန်နနဆိုရဲဒီလိုမျိုးနာအကြစ်တဲ့မျိုးလေးတွေရှိမယ်ရှစ်ချိရိနာရှစ်ချိရိနာရှစ်ချိရိနာချစ်ချိရိနာကကြတော့ ရစ်တဲ့ရိုင်းပြတော့ပေါ့နော်ရိုင်းပြတော့ဒါမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်တို့မှာဂျူးယောနာဂျူးယောနာအရေးကြီးတော့ဆိုတဲ့စကားလုံးလေးရှိမယ်သူနဲ့နီးစပ်တာလေးဆိုလို့ရှိရင်ဟီချီယောနာဟီချီယောနာလိုအပ်တော့ဆိုတဲ့စကားလုံးလေးရှိပါတယ် ဂျူးတိုင်းနာဆိုလို့ရှင်တော့ဒါကြီးကျယ်တော့ပေါ့เนาะကြီးတော့ဆိုရဲဂျူးတိုင်းကြီးကျယ်ခန်းသားတယ်ကြီးရယ်ဆိုရဲစကားလုံးလေးဖြစ်သွားမယ်။ဒါမျိုးလေးတွေရှိမယ်။ပြီးရင်နာအက်တတတီတွေမှာဆိုလို့ရှင်ရှောဂျီခီနာယိုတာတော့ဆိုရဲရှောဂျီခီဆိုရဲစကားလုံးလေးလည်းတော်တော်လေးလှရဲပေါ့เนาะ။ 别阿爸妈先识吃八克的，他们讲嘛的，他们太识吃拿水，是个龙利剑的咯。他另外一来没太识吃拿，太识吃拿耍铺，没骗那一多啵。那个有几大，五十多岁是个龙利皮白的。先穿那，先穿你看家的路，先穿你太五十路，先穿那，先穿那耍里里那那里那多岁是个龙利皮的。先生那，先生那家假如六十多岁是个龙利皮白的，先生那六十多。 เนาะဒါမျိုးလေးရှိမယ် GU နာဆိုလို့ရှင်ရော GU နာ free ပေါ့เนาะလွတ်လပ်တော့လွတ်လွတ်လပ်လပ်ဖြစ်တော့ဆိုတဲ့စကားလုံးလေးပါ Ju bon na Ju bon na လုံလောက်တော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပြီးရင် Suna o na Suna o na အပြစ်ကင်းစင်တော့ယူတာတော့ဆိုတဲ့စကားလုံးလေးရှိတယ် Johin na Johin na ဆိုလို့ရှင်ဒါအထက်တန်းကြတော့အဆင့်တန်းရှိတော့ဆိုတဲ့စကားလုံးလေးဖြစ်တယ် Jobu na 脚步拿出了鞋，但马多看多，所以是个龙鳞波呢。他没有练习咩？哎、欸，睡觉呢，所以是个龙鳞波呢。睡觉睡觉，说个浓眉古彪波呢，浓眉撇多，蓬眉撇多，所以睡觉呢，他没有练习咩？变谁克制呢？谁克制呢？谁克制？说个诞生多，所以是个龙鳞皮白。谁克制？七幺一零呢？诺，七幺一零呢？诞生。 အဲတော့စိတ်ခက်ချနာကို e adjective နဲ့ပြောချင်တယ်ဆိုအဲ့လိုပြောရမှာပဲခီရော e ဆိုပြီးတော့ပြောရမှာပဲတန့်စင်တန့်စင်တော့တန့်ရှင်တော့ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါမျိုးလေးရှိမယ် thai kuchna thai kuchna hanashi လို့ပါလို့ဆိုလို့ရှင်ပြင်းစရာကောင်းတော့ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က အေးအချင်းနဲ့ပြောချင်တယ်ဆိုစမာရနာကြီးဆိုပြီးတော့ပြန်ဖြစ်သွားမှာတိလားနော်အဲ့တော့အများကြီးမတွေ့နဲ့အများကြီးမတွေ့နဲ့ပေါ့ပေါ့ပါလီမမှတ်မယ်ပြီးအုံနောက်ကသူ့ကသူနောက်ကနေလှုပ်လှုပ်သွားလိမ့်မယ်နော်အဲ့တော့ထိုင်းကုချင်းနာထိုင်းကုချင်းနာပြင်းစရာကောင်းတော့ညင်းငွေဖွဲကောင်းတော့ဆွဲစကလုံးလေးရှိမယ်ပြီးကျော်တို့မှာအမြင်နဲ့သုံးလေးသုံးထားရှိတဲ့ထိုင်းဟန်နာပေါ်မှာပါသွားလာတော့မသိထိုင်းဟန်နာထိုင်းဟန်နာဆိုအရင်ကိုအဲပင်ပန်းတော့ပေါ့နော်ပင်ပန်းတော့ဆွဲစကလုံးလေးရှိမယ်ထန်ဂျွန်းနာ tangjona tangjona ဆိုတာ simple ဖြစ်တော့ဆိုတဲ့စကားလုံးလေးပါ simple မရှုပ်မရှုပ်ဘူးပေါ့နော်တွေ့ဆန့်ခြင်းမှာဆိုလို့ရှိရင် fukujatsu na ဆိုပြီးတော့ပြောပြလို့ရမယ် fukujatsu na fukujatsu na ကကြတော့ရှုပ်ထွေးတော့ဆိုတဲ့စကားလုံးလေးဖြစ်မှာပေါ့နော်အဲ့တော့ daijina hanashi ga adimasu daijina အရေးကြီးတော့ပေါ့နော်ဒါအကြီးနာဒါအကြီးနီးစတဲ့ကူတာဆိုင်ဟိုဒါအကြီးနီးဆိုရင်တော့နေမြန်မြန်ကောင်းပါစေပေါ့နော်အဲ့တော့ဒါအကြီးနာဒါအကြီးနာအရေးကြီးတော့ဆိုတဲ့စကားလုံးလေးရှိမယ်ထိန်းနေနာထိန်းနေနီးဒါအိုဆိုတော့ထိန်းနေနာထိန်းနေနာကပိုလိုက်ဖြစ်တော့အဲ့လိုမျိုးပေါ့နော်ယူယူတတိဖြစ်တော့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ထိုးစန်းနာ ထိုးဆန်းですよထိုးဆန်းထိုးဆန်းဆိုမထူးဆန်းသောဆိုအထိပ်ပဲမျိုးပေါ့เนาะဖြစ်လေဖြစ်တာရှိတော့မထူးဆန်းသောဆိုစကားလုံးလေးဖြစ်ပါတယ်တခုဤနတခုဤနဆိုလို့ရှင်အရန်ကိုတခုခုနဲ့ပတ်သက်ပြီးတော့ကိုကကျွမ်းကျင်နေဆိုစကားလုံးလေးဖြစ်ပါတယ်တခုဤနကျွမ်းကျင်သော ်ဆွဲစကားလုံးလေးဖြစ်ပါတယ်တခုပဲချက်နာဆိုလို့ရှိရင်တော့ special ပေါ့နော်တခုပဲချက်နာဟိတိုဆိုလို့ရှိရင်အဲဒါကိုယ့်အတွက်အထူး special person ပေါ့နော်တခုပဲချက်နာဒါမျိုးလေးရရှိမယ်အဲပြီးလို့ရှိရင်ညီကတဲနာညီကတဲနာတခုခုကိုကိုကအရင်ကြီးမကြိုက်ဘူးဆိုလို့ရှိရင်ခိဒါကြီးလို့ပြောတာထက်အာချက်တော့ညီကတဲတဲ့ဆိုပြီးတော့ပြောတာပို့ပြီးတော့ယဉ်ကျေးတယ်ပေါ့နော်အဲ့တော့ညီကတဲနာအဲတိတ်ပြောမကြွန့်ကျင်တော့မနှိမ့်မြို့တော့ဆွဲစကားလုံးလေးဖြစ်မယ်ဟာတဲနာဟာတဲဆိုတာကအယောင်တောက်တော့ ွဲစကားလုံးလေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်မှဒီလိုမျိုးပေါ့နော်ဘန်းရီနာအဆင်ပြေသောဆွဲစကားလုံးလေးရှိမယ်ဖူဘန်းနာအဆင်မပြေသောဆွဲစကားလုံးလေးရှိမယ်ကျွန်တော်အကုန်လုံးကိုလက်တန်းပြောနေရဆိုတော့အပေါ်မှာပါသားပြီးပြီဆိုလို့ရှိရင်လည်းထပ်ပြီးတော့ကြက်လိုက်နော်အဲ့တော့အပေါ်မှာပါသားပြီးပြီဆိုပြီးတော့အဲစာဆိုတာထက်ခါထက်ခါကြက်ရမှာပဲနော်အဲ့တော့ပါသားပြီးဆိုလို့ရှိရင်လည်းထပ်ပြီးတော့ကြက်ပြပါမေတ္တာနဲ့ကြက်ပြပါနော်အဲ့တော့ဘန်းရီနာဖူဘန်းနာဆွဲစကားလုံးလေးရှိမယ်ဟေးခိနာဟေးခိနာဆိုတာက ရတဲ့အေးနေရပေါ့နော်အဲ့လိုအရန်ကြီးစိတ်မပူတော့ဆိုတဲ့စကားလုံးလေးပေါ့နော် hi hi ki 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 hi ki ဆိုလို့ရှိရင်လောကအရန်ကြီးကိစ္စမရှိဘူးဆိုတဲ့အသေးပဲမျိုးလေးနေပေါ့နော် hi ki na စိတ်မပူတော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်သူရဲ့ဆန့်ကျင်ဘက်ကကြာအဲ့လိုရှင်းပိုင်းတာတော့ပါတော့တွားပြီးတော့တုံးလို့ရတယ်ဒါမျိုးလေးရှိမယ်ပေါ့နော်ဂျူယောတို့ဖူယောအဲဟီချူယောတို့အပေါ်မှာပြောခဲ့တယ်လို့မျိုးဒီမျိုးဖူယောနာဆိုလို့ရှိရင်လဲတော့မလိုအပ်တော့ဆိုတဲ့စကားလုံးလေးဖြစ်သွားမှာပေါ့နော်ဥမာဘန်းနီဆိုလို့ရှိရင်လဲဖူဘန်းဖြစ်သွားတယ်လို့ဖူနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဆန့်ကျင်ဘက်စကားလုံးလေးဖြစ်သွားမျိုးလေးလည်းရှိ တယ်ပြီးကျွန်တော်တို့အပေါ်မှာအော်လွယ်တဲ့ vocab လေးမပါသေးဘူးเนาะဥပမာဒီမခန်းကြီးနှလုံးနဲ့နာ adjective လေးဆိုလို့ရှိရင်ဂျောစုနာဆိုလို့ရှိရင်ဒါတော်တော်တို့ပြီးလို့ရှိရင်ဟေတာနာညံ့တော်တို့ဒါလေးတွေ and file လောက်တရားကျွန်တော်မှတ်ခဲ့တယ်နာ adjective စကားလုံးလေးဖြစ်ပါတယ်เนาะဒါလေးတွေရှိအောင်မယ်음ပြီးရင်ဥပမာ you may not ဆိုလို့ရှိရင်ရော you may not နာမည်ကြီးတော်ဆိုရဲ့ စကလုံးလေးရှိမယ်ပြီးရင်အဲမန်ဒိုနာဆိုလို့ရှိရင်မန်ဒိုမီဒိုဆိုလို့ရှိရင်တော့ဒါကြည့်ရှုစောင့်ရှောက်ပေးတယ်ဆိုရယ်ပေါ့နော်အဲ့လိုလှုပ်ပေးတယ်ဂိုင်ပေးတယ်ဆိုရယ်စကလုံးလေးပေါ့နော်မန်ဒိုဆိုလို့ရှိရင်မန်ဒုဆိုင်ဆိုလို့ရှိရင်လှုပ်ရှုပ်တယ်ဆိုရယ်အဓိပ္ပာယ်မျိုးလေးဖြစ်သွားပေါ့နော်သူကဟို sentence ပေါ်မှာမူတည်ပြီးတော့ plus လည်းဖြစ်သွားနိုင်တယ်အဲ minus လည်းဖြစ်သွားနိုင်တယ်မန်ဒိုနာအလှုပ်ရှုပ်စီတော့ဆိုရယ်စကလုံးလေးရှိမယ်ပေါ့နော်ပြီးလို့ရှိရင် ai mai na မတိချာမမရေရတော့ပေါ့နော် ai mai na ဟန်ကြီးတို့ပါလို့ဆိုရယ် င်အဲမတိချာမရေရာနဲ့ reply ပြန်တယ်လို့ပါလို့ပေါ့နော်ဒါမျိုးလေးရှိမယ်ခိချောနာအဖိုးထိုက်တန်တော့ဆိုစကားလုံးလေးဖြစ်ပါတယ်ခိချောနာအချိန်ကဝိတတခိအဒီကတော့ကိုဆိုင်မတ်အဲ့တော့အရေးတမိုးရှိတဲ့အချိန်မျိုးပြီးမျှတဲ့အတွက်ဝေမျှတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဆိုရခိချောနာခိချောနာဆိုတော့ခိချောနာဒါမျိုးလေးတုံးတယ်ပြီးလို့ရှိရင်အဲဖူခိုးလို့ပါလို့ဆိုလို့ရှိရင်ဒါ unlucky ပေါ့နော်ဖူခိုးနာဆိုရင်ကံမကောင်းတော့ဆိုတဲ့စကားလုံးလေးရှိမယ် ြလို့ရှင်ခိုးဖူခုနာဆိုလို့ရှင်ကံကောင်းတော့ဆိုရယ် lucky ဖြစ်တော့ဗောနော်ခိုးဖူခုနာဒါမျိုး ih ကျကျလေးတွေရှိပါတယ်စာမာစာမာနာသမာသမာနာဆိုရင်အမျိုးမျိုးတော့ဗောနောသမာသမာနာဤလိုဤလိုနာဤလိုဤလိုနာဒါလေးတွေရှိအောင်မယ်ဤလိုဤလိုနာအမျိုးမျိုးတော့အထွေထွေဖြစ်တော့ဆိုရင်ဒါမျိုးလေးရှိမယ်ဗောနောอืมတခိတောနာ တေခိတောနတင့်တော်တော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်တေခိတောနတင့်တော်တော်စုတေဝေဆိုတဲ့စကားလုံးလေးပါယုရှုနထူးချွန်တော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ယုယုရှုနထူးချွန်တော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်เนาะဒါမျိုးလေးရှိမယ် ပြီးကျွန်တော်အရင်တော့ပြောဒါမဲဒါမဲမရဘူးမလုပ်ရဘူးဆိုတဲ့ဥစ္စာလေးပေါ့နော်ဒါမဲနာဆိုတာလည်းတော့နာ adjective လေးပါခန်းကြီးနဲ့ဆိုရင်ဒါလေးရေးပေါ့နော်များတော့ဖြင့်ခန်းကြီးကနည်းနည်းလေးခက်တာဖြစ်တဲ့အတွက်တို့ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဒါမဲဆိုပြီးတော့အဲ့လိုမျိုးခတခဏလေးနဲ့တုံးလိုက်တာမျိုးလေးလည်းရှိပါတယ်။ပြီးလို့ရှိရင်အဲ personality မှာဆိုလို့ရှိရင်ဝါကာမာမာနော်ခေါင်းမာတယ်ဝါကာမာမာ နာဆိုတာမျိုးနာအကြည့်တလေးရှိတယ်။ဒါဟာဒီမှာကျွန်တော်ရေးလိုက်တဲ့စုစုပေါင်းစလုံး60ပဲထားပါတော့စလုံး60ကအရှိမခန်းကြီးနှလုံးပါတယ်နာအကြည့်စလုံး60ဖြစ်ပါတယ်။ပြီးလို့ရှိရင်ဥမာခန်းကြီးတစ်လုံးနဲ့နဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်။ဤယာနာမနှစ်မြို့တော့လို့ပြီးလို့ရှိရင် Q နာ Q နာဆိုလို့ရှိရင်အလင်းစလုံးဖြစ်တော့ပေါ့နော်။ပြီးလို့ရှိရင်ဟန်နာဆိုလို့ရှိရင်အဲထူးဆန်းတော့မူးမမှန်တော့ဆိုတဲ့ဒါမျိုးနာအကြည့်တလေးရှိတယ်။ဥမောနာ အထူးသဖြင့်ပေါ့နော်အိုမိုနာဒါမျိုးလေးတွေရှိမယ်ရာခူနာဆိုလို့ရှိရင်တတောင်းတတာဖြစ်တော့ပေါ့နော်ရာခူနာဌာနရှိခန်းကြီးလေးနဲ့နော်နာအတိတ်ဖြစ်သွားတယ်ရာခူနာတတောင်းတတာဖြစ်တော့ပြီးလို့ရှိရင်ဟိမာနာဆိုလို့ရှိရင်အရန်ကိုအားအားလက်တော့ဆိုတဲ့စကားလုံးလေးဒါမျိုးလေးဖြစ်တယ်ပေါ့နော်ပြီးရင် ခိရာအီနာဆိုလို့ရှင်ခိရာအီနာခိရာအီနာနဲ့အီယာနာနဲ့ရနော်အီယာနာကြတဲ့နည်းမနှိမ့်မြို့တော့ခိရာအီနာကြမုံတော့အဲ့လိုမျိုးပေါ့နော်မကြိုက်တော့ဆိုအတိတ်ပဲလေအဲ့တော့ဟိုခန်းကြီးပေါ်မှာမူတည်ပြီးတော့ထွက်တဲ့အတန်းကလည်းတူသွားတယ်ဟို क्वे သွားတယ်ပေါ့နော်အတိတ်ပဲတော့နည်းလေးစင်နေဆိုပေမဲ့ခိရာအီနာမနှိမ့်မြို့တော့မုံတော့ဒါမျိုးလေးရှိမယ်စကန်းနာဆိုလို့ရှင်အရင်ဟိုတွင်ကျဲတော့ဆိုရစကန်းနီနာတို့စကန်းနာတွင်ကျဲတော့ဒါမျိုးလေးတွေရှိမယ်ရှီအာဝါဆေနာရှီအာဝါဆေနာ 西阿瓦塞那，喏，西阿瓦塞那，西阿瓦塞那叫 Happy 宝表姐，表姐搞的，他们多 Happy 家家罗，明下多些。那表来的时候，先提表弟也好，他们每可能有，但听讲么好平呢，可能有宝喏。大家参与多少岁，西阿瓦塞啊，轮流提表留多。因为嘛，这个表要多多理些噻，表选多少岁，他弄些呢，来当妈来数一下，然后西阿瓦塞说，大家参与不会偏多，所以提表名，我那奶奶里多冷静。 နေသွားတယ်ဒါမျိုးလေးရှိမယ်ပေါ့နော်အဲရှိစုကာနာဆိုလို့ရှိရင်ရရှိစုကာနာရှိစုကာနာတိတ်ဆိတ်တော်ငိမ့်ဤတော်ဆိုတဲ့စကားလုံးလေးရှိမယ်နိဂိယကာနာနိဂိယကာနာစီကားတော်နိဂိယကာနာစီကားတော်ဒီဟာမျိုးလေးရှိမယ်ပြီးရင်အခိဒကာနာဆိုလို့ရှိရင်အခိဒကာနာအာခိဒကာနီနာတို့အာခိဒကာနာတွားကြတော့မြင်တာထင်တာရှိတော့ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်အာခိဒကာနာ မြင်သားထင်သားရှိသောလင်းလက်တော်ဆိုတဲ့အဓိပ္ပာယ်နဲ့မတုံးဘူးပေါ့နော်အခိတကအခိတကနိနာတာဆိုလို့ရှင်လုံးဝဒါအလုံးဟုတ်ပေါ့နော်အဲမြင်သားထင်သားရှိတဲ့အကုန်လုံးတည်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဟိုအာကာဒုရကြောင့်နေအလင်းရအောင်ပြောတာအဲ့တော့ဒါမျိုးလေးရှိမယ်အာဇာယကာနာအာဇာယကာနာကကြတော့အာဇာယကာနာအယောင်တောက်တော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အာဇာယ 阿萨亚嘎那，喏，要到多岁这个能力？哎，要从 a 买六十多岁的先生那么，先生那么对开的，喏，啊，啥呀？卡那，来历史没？比如说萨瓦亚嘎那，fresh 批多少？W 历史没？萨瓦亚嘎那，那到底，哎呦，那呢？ ခန္ဓာကိုယ်အခြေအနေတို့ပါလို့သုံးတာမျိုးလည်းရတယ်ပြီးလို့ရှင်လူတွေပါရဲ့အပြုံးတွေပါရဲ့အတွက်လည်းသုံးတာစာကစာဝရကာနာဧကာဟုတို့ပါအဲ့လိုမျိုးသုံးတာမျိုးလေးလည်းရှိပါတော့ဒါမျိုးလေးရှိမယ်။ဩဒယကာနာဩဒယကာနာဩဒယကာနာတော့ကြောင့်ခမ်းဖြစ်တဲ့တည်ငြိမ်သောဆွေစကားလုံးလေးဖြစ်ပါတယ်။ယူတာကာနာယူတာကာနာပေါ်ကျွဲဝါတော့ယူတာ ကနာပေါ်ကျွဲသွားတော့ဒါမျိုးလေးရှိမှာပေါ့နော်ဒါလေးတွေကခန်းကြီးတစ်လုံးနဲ့နာအက်ဂျစ်တလေးဖြစ်ပါတယ်ဒါလေးလည်းတိထားပြီဆိုလို့ရှင်အချိန်မရွေးပေါ့နော်အငြင်းနဲ့ပြန်သုံးလို့ရတဲ့စကားလုံးလေးဖြစ်တဲ့အတွက်မှတ်ထားရဲဆိုလို့ရှင်ကောင်းပါတယ်ပြီးရင်ကျွန်တော်ကခါဝါအီဆိုနာဆိုရယ်လိုမျိုးနာအက်ဂျစ်တမျိုးလေးရှိနိုင်တယ်ခါဝါအီကကြတော့ချစ်စရာကောင်းတော့ခါဝါအီဆိုနာဆိုလို့ရှင်တနာစရာကောင်းတော့ဖြစ်သွားတယ်ခါဝါအီဆိုနာအဲ့တော့မှာပြီးတော့မတုံးနဲ့เนาะပြီးရင်ဒီလိုမျိုးပေါ့เนาะဒီလိုမျိုးလေးလည်းတွေ့ရတဲ့ epantic key ပန်တက်ကီနာဒါကြတော့ဟို general ဖြစ်တော့ရီဘူးရဖြစ်တော့ဆိုတဲ့စကားလုံးလေးဇန်တိုက်တက်ကီနာဒါလေးအလုံးမှာအရန်တုံးတယ်ပေါ့နော်ဇန်တိုက်တက်ကီဇန်တိုက်တက်ကီဆိုတာက overall ပေါ့နော်ခြုံငုံပြီးတော့ပြောတာ overall အားလုံးအတွက်ပြောတာပေါ့နော်ဇန်တိုက်တက်ကီ overall ဆိုအတိတ်ပဲလေးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်အမြဲတမ်းတုံးတဲ့ခီဟွန်တက်ကီနာအခြေခံအားဖြင့်ခီဟွန်တဲ့ခီနာအခြေခံဟာဖြင့်ပြီးလို့ရှိရင်ကုတိုက်တဲ့ခီနာတိတိကျကျဆိုတဲ့စကားလုံးလေးပေါ့နော်ကုတိုက်တဲ့ခီနီယူတော့ အဲ့တော့တိတိကျကျပြောရမယ်ဆိုလို့ရှိရင် guide guide kini setume shite hoshi desu အဲ့တော့တိတိကျကျလေးရှင်းပြပေးစေချင်ပါတယ်အဲ့တော့ guide kini guide kini နဲ့ kihon kini နဲ့တော့မများလွဲကြရတော့ခန်းကြီးလက်တိချလေးမှတ်ထားမယ်နော်ဆင်းနေတော့ဒါမျိုးလေးရှိမယ်ပြီးလို့ရှိရင် keizai de kini ဆိုတဲ့စကားလုံးလေးရှိမယ် keizai de kini keizai တဲ့ခိအဲ့တော့အများသားဖြစ်မှတ်ထားလို့ရတာဒီတဲ့ခိတဲ့နောက်မှာနာနာနာအော်တိုလိုက်လို့ရတယ်ဒီလောက်မှာခေးဆိုင်တဲ့ခိခေးဆိုင်တဲ့ခိဆိုလို့ရှင်တွက်ချီအာစီးပွားရေးအရာကြည့်တယ်ဆိုလို့ရှင်ဆိုတဲ့အဥ္စာမျိုးမျိုးမလို့ပြန်နာမယ်ဆိုရှင်တွက်ချီကြိုက်တယ်တို့ပါအဲ့လိုမျိုးလေးဖြစ်သွားမှာပေါ့နော်ခေးဆိုင်တဲ့ခိ ခိဆိုင်တဲ့ခိနာစီးပွားရေးဆန်တော့အဲတွက်ချိကြိုက်တော့ဒါမျိုးလေးရှိမှာပေါ့နော်ခိုးကားတဲ့ခိနာဆိုလို့ရှိရင်ရောခိုးကားခိုးကားကအဖက်တက်ရောက်မှုရှိတာခိုးကားတဲ့ခိနာဆိုလို့ရှိရင်တက်ရောက်မှုရှိတယ်ထိရောက်မှုရှိတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဆိုင်းရှူးတဲ့ခိနာဆိုင်းရှူးတဲ့ခိဆိုလို့ရှိရင်ဒါနောက်ဆုံးဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါမျိုးလေးရှိမှာဂျစ်ချိုတဲ့ခိနာဆိုလို့ရှိရင်ဂျစ်ချိုတဲ့ တဲ့ခီနာလက်တွေ့ဖြစ်တော့ပေါ့နော် practical ဆိုတဲ့စကားလုံးလေးရှိမယ်လူကလောက်ထားတဲ့အရာမျိုးဆိုလို့ရှိရင်ဂျင်းခိုးတဲ့ခီနာဂျင်းခိုးတဲ့ခီနာလူလူကပြုလုပ်ဖန်တီးထားတော့ဆိုတဲ့စကားလုံးလေးရှိမယ်ပြီးရင်ကျွန်တော်တို့ secure ခုတဲ့ခီနာဆိုလို့ရှိရင်တက်တက်ကြွကြွဖြစ်တော့ဆိုတဲ့ secure ခုတဲ့ခီနာတက်တက်ကြွကြွဖြစ်တော့ပေါ့နော်တွေ့ဆန့်ကျင်ဘတ်စကားကြာ secure ခုတဲ့ခီ show ခေါကုဒေကိနတမျိုးလေးတွေရှိမှာပေါ့နော်။ um ပြီးရင်အာဖူရှိဂီနာဖူရှိဂီနာထူဆန်းသောဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ပြီးရင် GU ဆိုလွတ်လပ်လပ်ဆိုပေမဲ့ဖူ GU ဆိုလို့ရှိရင်ကကြာတခြားတိတ်ပဲဖြစ်သွားတယ်နော်။အလိုမတန်မဆွမ်းဖြစ်သောဆိုတဲ့ဖူ G ခရတာနောက်ဖူ GU နိုင်တော့ဆိုရင်ခနာကိုမတန်ဆွမ်းတဲ့သူဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ဖူ GU နာဒါမျိုးလေးရှိမယ်။ပြီးရင်ကျွန်တော်ကမာဂျီမဲနာ မာဂျီမဲနာမာဂျီမဲနာဆိုလို့ရှင်တီဂျီတော့ဆိုတဲ့စကားလုံးလေးရှိမှာပေါ့နော်ဒိုင်ဟျောတေခီနာဒိုင်ဟျောဒိုင်ဟျောတေခီဆိုလို့ရှင်ဒိုင်ဟျောက representative ပေါ့နော်ကိုကိုစားပေါ့နော်အားလုံးရဲ့ကိုစလဲဆိုတဲ့အဓိပ္ပာယ်မျိုးလေးဒါမျိုးလေးတွေရှိတယ်อืมစုကခုတေခီနာဆိုလို့ရှင်တော့ဒါအဲ့လိုတွတ်တွတ်တယ်တွတ်တယ်တွတ်တယ်ချက်တယ်အဲ့လိုတင်ချဘက်ကနေစပြီးတော့ကြည်တယ်ပေါ့နော်စုကခုတေခီနာဒါမျိုးလေးတွေရှိမှာပေါ့နော်อืม ဲ့တော့ရုပ်တရက်ကောင်းထဲမှာရက်သွားကောင်းထဲမှာအလုံးလုံးအလုံးလုံးတာရက်သွားတယ်ပေါ့နော်အလုံးလုံးပြီးလို့ရှိရင်ဥမာခတ်ချ်တိုးတက်ခီလို့ပါလို့ဆိုလို့ရှိရင်ခတ်ချ်တိုးတက်ခီနာဆိုလို့ရှိရင်အဲ့လိုပေါ့နော်အက်တစ်ဖြစ်တော့အဲအများနဲ့လှောက်ဆောင်တော့ပေါ့နော် activity ဆိုတဲ့အတိပ္ပယ်မျိုးလေး ਨੇ ဒါမျိုးလေးတွေရှိပါမယ်။များတော့ဖြစ်တော့ဒီလိုမျိုးပေါ့နော်တက်ခီဆိုတဲ့စကားလုံးလေးအနောက်မှာအဲနာ activity လိုက်လို့ရရပေါ့နော်။သူကအဲ့လိုမျိုးနောက်ကနေညှိပေါင်းပြီးတော့ နိပောင်းပြီးတော့ adverb အနေမျိုးနဲ့တုံးသွားတာမျိုးလေးလည်းရှိတယ်ဒါပေမဲ့ဒါနာ adjective ဆိုပြီးတော့များသောအားဖြင့်မှတ်ထားလို့ရတယ်ပေါ့နော် cook side the key ဆိုလို့ရှိရင် cook side the key cook side the key ဆိုလို့ရှိရင်လည်းဒါ international ဆိုရယ်အပီပီဆိုင်ရာဆိုရယ်စကားလုံးလေးပေါ့နော်အဲ့ဒါမှနာ adjective နဲ့ကလိုက်မယ်ဆိုလို့ရှိရင်လည်း cook side အဲ cook side the key နာဆိုပြီးတော့နာ adjective လေးဖြစ်သွားပေါ့နော်အဲ့တော့ဒါမျိုးလေးတည်ထားရဲဆိုလို့ရှိရင်တော်တော်လေးကိုအတော့ဝင်တာဖြစ်ပါတယ်อืมအဲ့တော့စုစုပေါင်း 那太懂了。 တော့ငငယ်တော့အတိခဲ့တဲ့ဒီအိုခီလေးဆိုလို့ရှင်လဲအိုခီနာဆိုလို့ရှင်အဲအိုခီထပ်ပို့ပြီးတော့ကြီးသွားတယ်ကြီးမာတော့ဆိုရဲဒါမျိုးလေးတွေရှိတယ်ပေါ့နော်ပြီးလို့ရှင်အရင်တော့ကျွန်တော်တို့တည်ထားတဲ့ဒီအိုနာကြီးဆိုလို့ရှင်လဲတကယ်ဆိုနာအက်တစ်တစ်ပေါ့နော်အိုနာကြီးဒက်ဆိုပြီးတော့ကျွန်တော်များသောအဖြစ်သုံးတယ်ဆိုမဲ့တော့အဲ့လိုတူညီတော့ဆိုလို့ရှင်အိုနာကြီးနာဆိုရဲနာအက်တစ်တစ်လေးဖြစ်ပါတယ်အဲပြီးရင်ကျွန်တော်တို့မှာဥပမာပေါ့နော်မူဒီနာဆိုလို့ရှင်လဲဒါမဖြစ်နိုင်တာတွေကိုလုတ်တယ်လို့ပါလို့ပေါ့နော်ပြီးလို့ရှင်မူဒနာဆိုလို့ရှင်လဲမူဒနာအလဟတ်သက်ဖြစ်တော့ဆိုရဲစက လုံးလေးရှိမှာပေါ့နော်မူဒီတို့မူဒါတို့ဒါမျိုးလေးရှိတယ်အဲ့တော့စုစုပေါင်းအဲစလုံးကြီးတရားဖြစ်ပါတယ်ဒါပေမဲ့တရားဆိုပေမဲ့တော်တော်လေးကိုနာအချီတကကာပါဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့စာမကျက်ရှင်ဘူးဆိုလို့ရှင်တစ်ခါတခါနားထောင်သင်တဲ့ဗီဒီယိုလေးတွေမှာလည်းဒီနာအချီစကလုံးလေးပါမယ်ပေါ့နော်အဲ့တော့โอเคပါစလုံးတရားမှတ်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အဲ့လိုမျိုးပေါ့နော်ဘလိုဗီဒီယိုလေးတီးချင်လဲဆိုတဲ့ဥစားလေးလဲကွန်မန့်လေးမှတ်ပေးရဆိုလို့ရှင်ရန်ဟို နောက်ထပ်နောက်ထပ်ပြောပြပြီးဖို့အတွက်ခွန်အားတွေရပါပေါ့เนาะအဲ့တော့ comment လေးလည်းမျှော်နေပါတယ်နောက်ထပ် video မှာပြန်တွေ့မယ်เนาะ